မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဗျာဒိတ်ချမ်းခန်းကြီး15အပိုင်းငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ထိုသူတို့သည်ဘုရားသခင်၏ကြုံမောရှိ၏တခြင်းနှင့်တိုးတငယ်၏တခြင်းကိုတည်၍ အနန္တတကုနှင့်ပြည့်စုံတော်မူသောထာဝရအရှင်ဘုရားသခင်ကိုရောဤအပြုအမူတို့သည် ကောင်းမြတ်၍အံ့ဩဖွယ်ဖြစ်ကြပါ၏လူမျိုးတို့ဤဘရင် ကိုရောဤအကျင့်တလိတို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏ဒီနေရာမှာဘုရားသခင်ကိုချီးမွမ်းကြတဲ့လွတ်မြောက်အောင်မြင်သောသူတွေရဲ့အကြောင်းကို ဖော်ပြထားတာတွေ့ရပါတယ်သူတို့ဟာဘုရားခင်ရဲ့စောင်းတော်တို့ကိုကိုင်ပြီးတော့မှဖန်ရည်ကန်နာမှာရက်နေတယ်လို့ပြောပါတယ်ဘုရားခင်ရဲ့ဂျွန်မောရှီ တချင်းနဲ့တိုးတငယ်ရဲ့တချင်းကိုတီဆိုချီးမွမ်းကြတယ်လို့ပါရှိပါတယ်။ဘုရားခင်ရဲ့ဂုံကျေးဇူးတော်တွေကိုအံ့ဩဖွယ်ပြုမှုသောအမှုရာတွေအတွက်ချီးမွမ်းကြတာကအင်မတန်မှပဲအံ့ဩစရာဖြစ်နေမယ်လို့ကျွန်တော်ဒီလိုပဲမြင်မိပါတယ်။ဒါဆိုလို့ရှိရင်တစ်ဖက်မှာကြတော့ဘေးဒုက္ခအန္တရာယ်မျိုးမျိုးဖြစ်နေတယ်ဆိုတာကိုကျမ်းစာအပြင်တွေ့ရပါတယ်။ဘေးဒဏ်9ပါးရှိသော ကောင်းငင်တမန်9ပါးဆိုတာအောက်မှာဆက်ဖတ်ရင်တွေ့ရပါတယ်။ သူတို့ကဘေးဒဏ်ခုနှစ်ပါးကိုတည်ဆောင်ကြမယ်ဘုရားသခင်ရဲ့အမျက်တော်ခွတ်ဖလားကိုတွန်းလောင်းကြမယ်ကောင်းကင်တမန်ခုနှစ်ပါးဖြစ်ပါတယ်အဲ့ဒါလိုကောင်းကင်တမန်တွေကကဘာမြေကြီးပေါ်မှာအမျက်တော်တွန်းလောင်းရာ ခွတ်ဖလားတွေတွန်းလောင်းတဲ့အချိန်မှာဘုရားသခင်အထံတော်ပါမှာရှိတဲ့လွတ်မြောက်သောသူတွေအောင်မြင်သောသူတွေကချီးမွမ်းတခြင်းကိုတည်ဆူနေကြမှာဖြစ်တယ်သူတို့ရဲ့လွတ်မြောက်ခြင်းအတွက်သူတို့ရဲ့ကယ်တင်ခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်လျက်ချီးမွမ်းနေကြမှာကတကယ်ကိုဝမ်းမြောက်စရာဖြစ်မှာအသေးချပဲဖြစ်ပါတယ်။တစ်ဖက်မှာဘေးဒုက္ခအန္တရာယ်ကြုံနေရပြီမဲ့တစ်ဖက်မှာချီးမွမ်းခြင်းနေပြည့်နှက်နေမှာဖြစ်တဲ့အတွေ့ဒီနေရာမှာကျွန်တော်စဉ်းစားမိတာကဘေးဒုက္ခအန္တရာယ်တွေဆိုတာကလွတ်မြောက်အောင်မြင်သောသူတွေနဲ့မဆိုင်ဘူးလွတ်မြောက်အောင်မြင်သောသူတွေကတော့ချီးမွမ်းခြင်းနဲ့ဆိုင်သောသူတွေဖြစ်ပြီးတော့ကောင်းကင်ဘဝကလည်း ကြီးမွန်းတန်နေနဲ့စူညံနေမှာဖြစ်တယ်လို့ကျွန်တော်ဒီလိုပဲစဉ်းစားမိပါတယ်ဒုက္ခရောက်နေကြတဲ့အမျက်တော်ခံရခွက်ဖလားအောက်မှာနစ်မုန်းနေကြတဲ့သူတွေကတော့ကဲပါယူပါတစားစားနဲ့ဝမ်းနည်းမျက်ရည်နဲ့စာလောင်မှုသိမ့်မှုတွေနဲ့အန်ဒီရမျိုးစုံကြုံတွေ့ရတဲ့အချိန်မှာ ကောင်းကင်သားတွေကတော့ ချီးမွမ်းတန်နဲ့ဘုရားသခင်ကို ချီးမွမ်းလျက်နေမဲဆိုတာကတော့တကယ်ကိုကွဲပြားခြားနာတဲ့ ခြေအနေပဲဖြစ်ပါတယ်ကျွတ်တော်မိပါညီကိုမောင်တို့မတို့ကျွန်တော်တို့ကဘုရားသခင်ရဲ့မြစ်တာတော်နဲ့သခင်ယေရှုခရစ်တော်ရဲ့ဂျေစုကြောင့်လွတ်မြောက်ကယ်တင်ခြင်းကိုရပြီးတဲ့သူတွေဖြစ်တဲ့အတွက်ကောင်းကင်ဘဝမှာကျွန်တော်တို့ဟာချီးမွမ်းတန်နေတဲ့အတူဘုရားရဲ့မျက်မှောက်တော်ထဲမှာရှိနေမှာပဲဖြစ်ပါတယ်ဘေးဒုက္ခတို့သည်ကျွန်တော်နဲ့မဆိုင်ဝမ်းနည်းခြင်းတို့သည်ကျွန်တော်နဲ့မဆိုင် အာဓမအမှုတို့သည်ကျွန်တော်နဲ့မဆိုင်ဘူးဆိုတာကိုကောင်းကောင်းသိမြင်ရတဲ့အချိန် ရောက်လာမှာပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကဝမ်းနည်းစရာတွေစိတ်ပျက်စရာတွေကိုလုံးဝတွေးစရာမလိုပဲဖခင်ရဲ့ဂျေဆူးပြုမှုတွေဖခင်သခင်ပြုတော်လက်ရာတော်တွေဖခင်သခင်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းတွေဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာတော်တွေကိုသာကျွန်တော်တို့စဉ်းစားတွေးတောရမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မြေကြီးပေါ်မှာအသက်ရှင်စင်မှာလဲကျွန်တော်တို့အမြဲတမ်းရေတွက်ချီးမွမ်းရမယ့်အရာကဖခင်သခင်ရဲ့ဂျေဆူးပြုခြင်းနဲ့ မြင့်တာတော့အကြောင်းပဲဖြစ်ပါတယ်ဒုက္ခဆင်းရဲတွေကတော့ပဝင်းချင်မှာရှိနေမှာပဲဖြစ်ပါတယ်သင်ရဲ့လက်ရဘက်မှာလူထောင်သင်ရဲ့လက်ဝဲဘက်မှာလူတစ်တောင်းလဲနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကိုချီးမွမ်းတဲ့သူတွေကပေးဒုက္ခနဲ့လွတ်ရတဲ့အခွင့်ကိုရမှာဖြစ်တယ်ဒီဆင်းရဲခြင်းဒုက္ခတွေကိုမြင်ယုံမျှတာရှိပြီးတော့ကျွန်တော်တို့ပေါ်မှာမသက်ရောက်ရဘူးဆိုတဲ့ဂတိတော်ကလည်းမြေကြီးပေါ်မှာကလေးကအခုရှိပြီးသားဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ဟာဒီဝမ်းနည်းစရာကောင်းတဲ့အရာတွေစိတ်ပျက်စရာကောင်းတဲ့အရာတွေကိုမကြည့်ပဲဖခင်ရဲ့ကြီးစုပြုမှုနဲ့ဖခင်သခင်ရဲ့မေတ္တာတော်တကူတော်ဖခင်သခင်ရဲ့ကြီးမြတ်တော်မူခြင်းအကြောင်းကိုသာထက်တလဲလဲရည်တွက်ကြီးမွားနေဖို့ပဲလိုပါတယ်။ဒါကြောင့်ချစ်တော်မိပါညီကိုမောင်နှမတို့အခုချိန်ကစပြီးတော့ဖခင်ရဲ့ကြီးစုတော်နဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဖခင်ရဲ့မေတ္တာတော်အကြောင်းကိုသာ ရေတွက်ပြီးဓာရီကိုသာချီးမွမ်းနေဖို့ရန်တိုက်တွန်းပါတယ်စိတ်ပြက်စရာဝမ်းနည်းစရာတွေကိုမတွေးပါနဲ့ကျွန်တော်နဲ့မဆိုင်ပါဘူးဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရုကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုဆက်လက်ပြီးပို့ဆောင်လမ်းပြတော်မူပါကိုရုကိုအမြဲတမ်းချီးမွမ်းကိုးကွယ်တတ်သောအသက်တာဖြစ်စေပါဖျားသခင်ရဲ့အကြောင်းကိုသာအမြဲနှလုံးသွင်းပြီးတော့မကောင်းမှုတွေကိုဖယ်ထုတ်နိုင်ဖို့မဆပါဘူး ်ယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်မာစာခြင်းနဲ့အတူပို့ဆောင်ပါမည်အကြောင်းသခင်ယေရှုခရစ်တော်နာမ၌တနေ့တာကိုဆက်ကပ်ဆုတောင်းပါ၏အာမင်